မင်္ဂလာပါဒီကနေ့လူသားကဘာကောင်းကျိုးပြအစီအစဉ်အတွဲအော်တိုဘားလာတရနေ့ရဲ့ပွဲနေရှင်ဖြစ်တဲ့တာသနာပြုတွေကိုကုညီမှိုင်းမာတဲ့ယဟန်နာဖြစ်တဲ့တန်တာထရေစာလေးရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်တာသနာပြုတွေကိုကုညီမှိုင်းမာတဲ့ယဟန်နာဖြစ်တဲ့တန်တာထရေစာလေးကိုပြင်တိပြီးအီလန်ကွင်းမြို့မှာ1883ခုနှစ်မှာဖွားမြင်ခဲ့ပါတယ်သူမရဲ့ခေါ်တော်မူခြင်းဟာ1886ခုနှစ်နာတာလူပွဲအကြိုနေ့မှာတခင်ခရစ်တော်ရဲ့တိမ်မွေ့နေနေလာတဲ့ယူပါယုံကို ရရှိခဲ့ခြင်းကနေပေါက်ဖွားလာခဲ့ခြင်းဖြစ်ပါတယ်။အသက်15နှစ်အရွယ်မှာရဟန်းမင်းကြီးရဲ့အထူးခွင့်ပြုခြင်းနဲ့လီစီယုမှာရှိတဲ့ကမ္မလိုက်တိလားရှင်ကျောင်းကိုဝင်ရောက်ခဲ့ပါတယ်။သူမရဲ့ဆောင်ပေါ်အဖြစ်လက်ကင်ထားတဲ့ဇကားကတော့ချစ်ချင်းမေတ္တာဖြင့်သာလျှင်ပြန်လည်၍ပေးဆက်နိုင်သည်ဟူ၍ဖြစ်ပါတယ်။တိလားရှင်ကျောင်းမှာနေစဉ်ကာလသလျှောက်လုံးမှာသူမဟာဘလို့ထူးခြားတဲ့အရာတွေကိုမှမပြုမှုခဲ့ပါဘူး။သူမနေ့စဉ်ပြုမှုရမယ်တာဝန်ဝတ္တရားတွေကိုတန်မှန်တဲ့ထူးခြားတဲ့နည်းနဲ့တာဝန်ကျေပွန်စွာနဲ့ဆောင်ရွက် ဲ့ပါတယ်။ကျမတို့အနေနဲ့လည်းကျမတို့နေ့စဉ်အသက်တာမှာကျမတို့လှုပ်ဆောင်ရမယ့်တာဝန်ဝတ္တရားတွေကိုစိန်ထွေစားလေးဤသူဖះရှင်နဲ့ဆက်ကပ်ပူဇော်ပြီးလှုပ်ဆောင်ခြင်းအားဖြင့်ပုံမှုအကျိုးရှိလာနိုင်ပါတယ်။တန်တာထွေစားလေးဟာတမတန်းစာကို နေ့စဉ်ဖတ်ရှုပြီးထောက်ရှုခြင်းအားဖြင့်ကြီးမားလာတဲ့နှစ်သိမ့်မှုတွေကိုရရှိခဲ့ပြီးအခက်အခဲဒုက္ခတွေကိုယုံကြည်ခြင်းအားဖြင့်ခံယူနိုင်ခဲ့ပါတယ်။ဝေလိုသူတိလားရှင်လောင်းတွေကိုကြီးရှုဆောင်လျှောက်သူအကြီးအကဲအဖြစ်ခန့်အပ်ခြင်းခံရတဲ့အခါမှာလေတ ီလာရှင်လောင်းလေးတွေကိုနှိမ့်ချခြင်းနဲ့တန်ရှင်းဖြူစင်ခြင်းရရှိစေဖို့ရန်အတွက်နှုတ်အားဖြင့်တော်၎င်းအပြုမူပုံသက်တည်အားဖြင့်တော်၎င်းတင် जा ပြတာပေးနိုင်ခဲ့ပါတယ်။သူမရေးသားခဲ့တဲ့ဝိညာဉ်ငယ်ဤရာဇဝင်အမည်ရှိတဲ့ဝိညာဉ်ရေးဆိုင်ရာအထုပ်ပတ်တီမှာခေါ်ပြခဲ့တာကတော့ကျွန်ုပ်ဟာဖျားသခင်ကိုတင်းနှုတ်တဲ့အရာလေးတွေနဲ့ပူဇော်နိုင်တယ်။ဘာမှမဟုတ်တဲ့ဝိညာဉ်ငယ်လေးပဲဖြစ်တယ်လို့ဆိုခဲ့ပါတယ်။သူမအနေနဲ့သာသနာအာဆန်ဤတူအနေနဲ့အသက်အသေးခံလို့စိတ်ပြင်းပြလွန်းတဲ့အတွက်သူမရဲ့ ဘဝကိုဝိညာဉ်နေကယ်တင်ခြင်းအတွက်နဲ့သာသနာတော်သူ့အတွက်ပြန်ပွားစီဖို့ရန်အတွက်ပူဇော်ခဲ့ပါတယ်။သူမပြောကြားခဲ့တာကတော့ကျွန်ုပ်ဟာတန်တာအိုက်နဲ့ရဲ့လက္ခဏာမျိုးကိုအစွမ်းကုန်ရရှိခြင်းနဲ့လို့ဆိုခဲ့ပါတယ်။တကယ်လို့အဲ့ဒီအရာဟာအသွေးအဖြစ်မဖြစ်နိုင်ဘူးဆိုရင်တော့ချစ်ချင်းမေတ္တာအားဖြင့်တော့ဖြစ်စေရမယ်လို့ဆိုခဲ့ပါတယ်။သူမဟာ1898ခုနှစ်အသက်24နှစ်အရွယ်မှာပဲပြန်လွန်တော်မူခဲ့ပါတယ်။အေးဝင်ကလေးအမှုတော်ပြန်ပွားရေးနေတာနာပြုလုပ်ငန်းမှာစုတောင်းမေတ္တာ နဲ့လှုပ်ဆောင်ချက်တီဟာအတူတကွအပြန်လန်ဆက်နေနေကြောင်းကိုဖော်ပြလိုသောအားဖြင့်1928ခုနှစ်မှာယဟန်နာဖရန်စစ်ဆေးဗျာနီးသူရေချားမြေချားသာသနာပြုတွေကိုကူညီမိုင်းမတဲ့ယဟန်နာအဖြစ်တန်တာထွေစားလေးကိုအတီးပြုတင်မြောက်ခဲ့ပါတယ်။သူမပြောကြားခဲ့တာကတော့ကျမသိရှိတာကအသင်းတော်ကြီးဆိုတဲ့ခန္ဓာကိုယ်ကြီးမှာအမျိုးမျိုးသောအင်္ဂါအစိတ်ပိုင်းတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတယ်။အဲ့ဒီအထဲမှာချစ်ချင်းမိလျံနဲ့တောက်လောင်နေတဲ့နှလုံးသားတစ်ခုလည်းအပါအဝင်ဖြစ်ပါတယ်။ကျမ ားသိရှိခဲ့တာကတော့အဲ့ဒီချစ်ချင်းမြတ်တာဟာအတင်းတော်ကြီးအတွင်းမှာရှိတဲ့ဘာရာဝင်တွေကိုလက်တွေ့လှုပ်ဆောင်ခြင်းအတွင်ကိုဥတည်စေခဲ့ပါတယ်။ဒါကြောင့်တကယ်လို့များအဲ့ဒီချစ်ချင်းမီလျံသားခြုံငိမ့်ပြောက်ွယ်သွားခဲ့မယ်ဆိုရင်တမန်တော်ကြီးတွေလည်းဧဝံဂေလိတရားတော်ကိုဟောပြောဝင်ကနိုင်တော့မှာမဟုတ်ပါဘူး။အဲ့ဒီနီတူသာသနာအာဇဏီတွေရဲ့တွေးဟာလည်းပြောစရာအကြောင်းရှိတော့မှာမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။ဒါကြောင့်ကျမတို့တွေတန်တာထွေစားလေးကနေတစင်ဖျားရှင်ထံပါမှာသာသနာပြုပုဂ္ဂိုလ်များအ ားလုံးအတွေ့စုမုံကောင်းတောင်းပေးဖို့ရန်အတွက်တိုက်တွန်းလိုက်ရပါတယ်ရှင်ကျမကတော့ Sister Regina မမူခိုင်မှာ